ိုင်းဒေးလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့လာရင်ငယ်ကိုပိုင်ကပြာစာအုပ်မိဆက်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကပြာဆရာမလာရင်ငယ်ရေးသားတယ်ကိုပိုင်ကပြာများစာအုပ်မိဆက်ပွဲအခမ်းအနားကိုတော့ဒီကနေ့မေလ18ရက်နနက်10:00နာရီကတောင်းကလာပါမျိုးနဲ့ရင်းညွှန်းစာကြည့်တိုင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ် ကဗျာဆီယာမလာရင်ငယ်ရဲ့နမည်အရင်မှာတော့နန်းဟမ်ဆိုင်ဖြစ်ပြီး2008ခုနှစ်မှာမန္တလေးနိုင်ငံသားဘာသာတက္ကသိုလ်မှာ BA Japanese ပွဲရရှိပြီးဂျပန်ဘာသာဆီယာမအနေနဲ့စတင်ကြခဲ့ပါတယ်2023ခုနှစ်မှာတော့လာရင်ငယ်နမည်နဲ့အလမဲနဲ့တရုတ်ဆောင်လောကရဲစတင်ဝင်ရောက်ခဲ့ပြီး လာရင်ငယ်ကဗျာကို2023ခုနှစ်မှာကိုယ်တိုင်ခန်းစားရေးဖွဲ့ထားတဲ့ကိုယ်ပိုင်ကဗျာဖြစ်ပါတယ် ကြပြချစ်သူပြိသက်များအတွက်ရည်ရွယ်ပြီး2024ခုနှစ်မှာ35နှစ်ပြည့်အမတ်တရအနေနဲ့ပထမအကြိမ်စတင်ထုတ်ဝေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မေလ18ရက်နေ့မှာတော့လာရင်ငယ်ကိုပိုင်းကြပြစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်နိုင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။အဆိုပါကြပြစာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာတော့တက်ရောက်လာကြတဲ့စာရေးဆရာဆရာမများနဲ့ကြပြချစ်သူများက ကဗျာများကိုအတီးတီးရွတ်ဆိုဂုံပြုခဲ့တယ်လို့သိရပါဗျ။အဆိုပါကဗျာဆောင်းနဲ့ပတ်သက်ပြီးတော့လေကဗျာဆ iam လိုက်ရိတ်ငယ်နဲ့တွေ့ဆုံကအခုလိုမေးမြန်းခဲ့ပါဗျ။ဟုတ်ကဲ့ပါရှင်အဲဆရာမခါကျတော့ဒီဟိုဟာ นั่นนี่นั่งชาปลาตะกตมาจะแปมิจานได้เฟยยค่ะเลยก็เนาะย่อจะแปลปลาจะมาเนี่ยเลเออออนไลน์มาตีนาตานาตีนปีเด็กพวกย่อจะแปลเจ้ามาเลยเจ้าจะแปลเจ้าได้เจ้ามาเลยจะแปลปลาเสียมาเนี่ยเออปีนาตีจ้าปีเด็กก็เนาะอ่าปีเรามาตีนเท่านั้นสตงเราจะมาจะมากราดีไล่เงี้อันนี้เนี่ยกับยาเปช ไล่เงี้ยกับยาสบีกับกับยาเปชลีทำไปยัมว่ากับยาดีซาบีเลยออะที่กับยาแทมาสุนกับยาโดเลยนั่นนี่จบอีกบ่เนาะอที่นั่นนี่จบยัมว่ากับกับกยาเยี่ยมไปคึ้เลยจ้าเราเลยเชิญจะมาดีกับยาที่นี่ไม่ใช่ไปรบยอซาเดนทองไปปุ๊บ เราแต่บอกพี่ดอกระจายให้มาส่วนเนาะเออเช็ดกระจายลีลีตามให้พี่ดอเพราะว่าอาจารย์เนาะเพราะว่าอาจารย์เพราะว่ากระจายลีลีตามให้พี่ดอคนอาทีตสิ่ได้กระจายลีดีบอกไอไอไอลูกกระจายลีดีกูไอกระจายเช็ดตัวบริจาคเดลแต่กูเออที่พัฒนาอาจารย์นี่เนี่ยเออที่เอากูอยากเราโต ထုတ်ဖို့တော့စီစဉ်ထားတယ်ဗောနော်အခုကတော့350နောက်နောက်လထဲကကျတော့950ပေါ့အဲအချစ်ကပြလေးရဲ့ဘဝကပြလေးရဲ့ပြီးတော့ခွန်အားဖြစ်စေတဲ့တချို့ကပြလေးတွေရဲ့36ပုံပေါ့ရှင်ဒီပထမအချိန်မှာ36ပုံ ပါဝင်လာတယ်ဆက်ကဟိုကပြာစာအုပ်ထုတ်ဖို့လဲအစပိုင်းတော့ရည်ရွယ်ချက်တော့မရှိဘူးပေါ့အဲ page ထောင်ရင်းနဲ့အဲရေးရင်းနဲ့အပုတ်200ကျော်နေရှိလာတော့အဲဆိုရင်ထုတ်ဝေသူ mobile ခွင့်လဲရှောက်မယ်ပေါ့ရှောက်ပြီးတော့မှငါအဲဘဝရဲ့ဟိုအမတ်တရားတစ်ခုနေနဲ့မှတ်တမ်းတစ်ခုနေနဲ့ကပြာစာအုပ်ပါထုတ်မယ်ဆိုပြီးတော့မှဒီလိုကပြာဖက်ကိုတော့ပုံပြီးအားတက်နေပေါ့ပုံပြီးအားတက်နေဆိုဝတ္ထုတွေကကျတော့အဆက်လန်းတရားနည်းနည်းရှိတယ်ပေါ့နော်အဲအဲ့အချိတ်ဆက်တွေကကျတော့ပုံပြီးနေနေမှရမယ်ပေါ့နော်အဲ့လိုမျိုးလဲဆိုတော့ကပြာ ုလေးတွေအရင်ဆုံးရေးကြည့်မယ်ပေါ့အဲ့ဒါနဲ့ပကြပုလေးတွေအရင်ဆုံးရေးကြည့်ရဲ့အနောက်နှစ်တွေခါကြမှာဝတ္ထုတူလေးတွေဆက်ပြီးတော့မှအဲရေးဖြစ်မယ်ပေါ့အပြာဒါမှတော့ပထမဆုံးလုပ်တဲ့အရာတိုင်းကတော့အမှန်တမ်းကြောက်တော့မလွယ်ကူဘူးပေါ့နော်ကိုယ်အတွက်လည်းအဲတချို့ကြကြတွေဆိုရေးပြီးသားတဲ့ကြကြလမ်းပေါ်တင်ထားတဲ့ဟာတွေဆိုတော့တချို့ဟာတွေဆိုတော့ကိုယ်မကြိုက်တာတွေလည်းရှိရပေါ့အဲတချို့ဟာတွေဆိုလည်း ရှားဖက်တူတွေဖတ်ရင်လည်းအရင်မထိမိတော့ဘူးအဲ့လိုမျိုးဟိုကကိုယူဆတဲ့ဟာတွေဆိုလည်းကိုမထည့်ထားဘူးပေါ့နော်အဲကိုစိတ်ကြိုက်ဥမာတစ်ချက်ကပြဆိုလည်းဖတ်တဲ့စာပေလူငယ်တွေအနေနဲ့စိုက်လက်တတ်မဲ့ဟာပေါ့ဥမာဘဝကပြဆိုလည်းအဲဘဝနဲ့ပတ်သက်ပြီးတော့အဲသူများစိုက်လက်တတ်မဲ့အရာပေါ့နော်စိတ်တက်ကောင်ဖြစ်စေမဲ့ကပြလေးဆိုလည်းတချို့အဲကိုပြန်တုံးတက်ပြီးတော့မှအဲစိုက်လက်တတ်တဲ့ဟာလေးပဲပြန်ပြီးထည့်ထားတယ်ပေါ့ဒီလိုင်းငယ်ကိုပိုင်ကပြစာအုပ်ကိုပေါ့နော်ဒီပထမအချိန်အဲအနေနဲ့ဟို အဲ6000ကျပ်ပေါ့နော်တအုပ်6000ကျပ်နဲ့ကကြက်ချက်တူလက်ထဲတွေကိုအဲပေါ့ပေါ့တလန်မဟုတ်ပဲနဲ့အဲဒီလိုကပ္ပာမိတ်ဆက်ပွဲတွေရောမိုဘိုင်းခွင့်တွေရောတင်ပြီးတော့မှကပ္ပာချက်တူပရိတ်တလက်ထဲကိုအရောက်အစတင်ချဝေပြီးမှဖြစ်ပါလေပေါ့နော်အဲအကြောင်းမို့လို့ကပ္ပာချက်တူပရိတ်တွေကလည်းအဲဒီကပ္ပာစောင်းလေးကိုတံပိုးထားပြီးတော့မှဖတ်ပြီးစစ်စစ်ပါလေလို့ပြောလဲဆက်လက်ပြီးတော့အားပေးသွားပါလို့တနေ့ကိုတအုပ်လုံးတော့အဲထောက်ဖို့စူးစမ်းတော့ပါမယ်